ပေါင်ကုတ် data pack တွေရနေပါပြီ။ပိုကောင်းပိုတန်ပြီးရွေးချယ်စရာအများကြီးနဲ့ပေါင်ကုတ် data တွေကိုအနည်းဆုံး999ချက်ကစပြီးဝယ်နိုင်နေနော်။ကန့်သတ်ချက်မရှိသုံးနိုင်တဲ့အပြင်နောက်လာအထိတည်သွားလို့ရလို့မသုံးပြတဲ့ data တွေမဆုံးရှုံးတော့ဘူးပေါ့။အခုပဲ star 140 hash ကိုခေါ်ဆိုပါ။ဖုန်းဝင်ဖြစ်လိုက်တာနဲ့ Facebook, Viber, Bitdot, Urido အချင်းချင်းဖုန်းခေါ်ဆိုခြင်းတို့လည်းအခမဲ့သုံးလို့ရတယ်ဆိုတာမမေ့နဲ့နော်။ star 5050 hash ကိုခေါ်ဆိုပြီးစီးရင်သွင်းလိုက်ပါ။ အသက်မွေးရကြောင်းဆိုင်ရာပညာပေးလုပ်ငန်းတွေကိုစစ်စာလန်တန်ယုံအကူအညီနဲ့ဆွေအန်ယူအဖွဲ့စည်းကဦးဆောင်ပြီးမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာစတင်လှုပ်ဆောင်နေကြပါပြီ။ကျေးလက်ဒေသတွေကကျောင်းတက်ခွင့်မရသူတွေအတန်းပညာရေးပြီးစွန့်အောင်မတက်နိုင်သူတွေဝဲရပေမဲ့အလုပ်ကံမရှိသူတွေအတွက်တမွေးပညာဆိုင်ရာပညာပေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အသက်မွေးရကြောင်းဆိုင်ရာပညာပေးလုပ်ငန်းတွေကိုစစ်စာလန်တန်ယုံအကူအညီနဲ့ဆွေအန်ယူအဖွဲ့စည်းကဦးဆောင်ပြီးမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာစတင်လှုပ်ဆောင်နေပါပြီ။ ဂျေးလက်ဒေတာကကြောင်းတက်ခွင့်မရသူတွေအတန်းပညာရေးပြီးဆုံးအောင်မတက်နိုင်သူတွေဝဲရပေမဲ့အလုတ်ကံမရှိသူတွေအတွက်တမွေးပညာဆိုင်ရာပညာပေးလုပ်ငန်းတွေကိုလုဆောင်နေတာပဲဖြစ်ပါတယ်။တမွေးပညာဆိုင်ရာလုပ်ငန်းတွေကိုလာပြီးလေ့လာကြတဲ့ကျောင်းသားတွေဖြစ်တဲ့မောင်ဝင်းနိုင်ဦးနဲ့မအီဖြိုးတို့ကတမွေးပညာနဲ့ပတ်သက်လို့အသိပညာရခဲ့တယ်လို့ကိုယ်တိုင်လည်းတမွေးပညာသင်တန်းတက်ချင်ပါတယ်လို့ခုလိုပြောပါတယ်။ တောင်ကိုတန်းကိုတန်းပြီးတော့၁၀တန်း၁၀တန်းအောင်လို့ရှိရင်ဒီဒီဒီဇိုင်နာပိုင်းနဲ့ပတ်သက်တဲ့တင်တန်းတွေအဲတက်ရောက်လို့ရှိပါတယ်။သမွေပညာပြဝယ်လာရောက်တဲ့အကြောင်းအာမတိနေတဲ့အကြောင်းအရာတွေသိရှိပါတယ်။အာကိုယ်တော်လိုအပ်တာတွေလည်းသိရှိတယ်။အဒီလာအကျိုးကျေးဇူးတွေအများကြီးရပါတယ်။ဟုတ်တယ်ကွာ။ဒီလိုသာပညာဆိုဘာတန်းကအရေးပါတဲ့လုပ်ငန်းတစ်ခုနဲ့ညီညာခိုက်ယူရပါမယ်။ဘဝဒနာပါတဲ့ဟာကို မကိုအတွက်စူးစမ်းပြီးတော့လုံဆောင်သွားမှာပေါ့တမွေးတင်တန်းတက်ပြီးအလှဖန်နီရှင်တယောက်ဖြစ်အောင်ကြိုးစားတော့မယ်လို့ဆိုလာသူကမချိုချိုတမ်းပါတမွေးပညာကျောင်းတက်ပြီးကအလှပညာဝန်ထမ်းပါအဲ့ဒါကိုတက်ပြီးတော့ဖြစ်ထွန်းအောင်လုပ်ကွာအလှဖန်နီရှင်တော့ချက်တကယ်ကျင်းလေးကိုတော့ပြောချက်ပဲကိုဝန်ထမ်းပါရကိုလို့ရအချိန်ပြောင်းကြပါစီကွာကိုဝန်ထမ်းကိုလို့ရအချိန်တူလေး ။တမွေးပညာသင်တန်းကကျောင်းသားကျောင်းသူတွေကိုအတန်းပညာသင်ယူရင်းနဲ့ဘဝအတွက်တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေတယ်လို့ဆရာမဒေါ်စပယ်အေးကအခုလိုရှင်းပြပါဗျ။ကျမတို့ဘက်မှာကျတော့ကလေးမိဘတွေကကျတော့တခြားအပေါ့နော်အဝေးမှာရုပ်ကန်စားတောက်နေတဲ့အကြောင်းကိုကလေးတွေကပြေစုံပြီးရှိတယ်။ဒါနဲ့ဆိုသူတို့ဟာသူတို့ရုံးကန်ပြီးတည့်ရတဲ့အခြေအနေတွေကြောင့်ကိုယ့်အတွက်ဒီလိုမျိုးအထောက်အပံ့ဖြစ်စေမယ့်သူတို့ဘဝရဲ့တူတူအထောက်အပံ့ဖြစ်စေမယ့်ဒီနေ့ဒီညလေးတို့တို့ကြည့်ချင်အားဖြင့်တို့အတွက်အများကြီး ဆွေ NGO အဖွဲ့အစည်းကဥဆောင်ကောင်းတဲ့ဖော်နေတဲ့တမွေးပညာသင်တန်းမှာတက်ရောက်နေတဲ့သင်တန်းသားတွေကိုနေစားလက္ခဏာတွေပေးတဲ့အတွက်တမွေးပညာသင်ယူရင်းနဲ့ဝင်ငွေရရှိမှာလည်းဖြစ်ပါတယ်။